ပန်းကလေးတွေကဥယျာဉ်မူတယောက်ရဲ့လက်ထဲမှာကောင်းကောင်းမွန်မွန်နဲ့ပြုစုပြောင်းထောင်ခြင်းခံရတဲ့အခါငโกထက်ကိုလှပခြင်းတစ်လွင်ခြင်းမှုရင်းနဲ့ရှိခြင်းချစ်ပွဲသွင်းနဲ့ပြည်စုံတယ်လို့ခံစားစီပါတယ်။ဒါဘာကြောင့်လဲဆိုရင်ပန်းတွေပေါ်မှာထားတဲ့ပြုစုသူတွေရဲ့မှန်ကန်တဲ့ပြောင်းထောင်ခြင်းမြောက်ပဲဖြစ်ပါတယ်။ဒီလိုပဲပန်းပွင့်တင်တဲ့တင်စားခံရစမြဲဖြစ်တဲ့ကလေးလေးတွေရဲ့ကြီးထွားလာမဲ့သူတို့ရဲ့ပုံရိပ်တွေနဲ့ရှောက်လန်းရမဲ့ခြေရာတွေကလည်းပန်ပိုးပေးမဲ့သူ ူညီပေးမဲ့သူတွေအရင်နှီးဆုံးသူတွေရဲ့လက်ထဲမှာရှိတဲ့မျိုးစေ့ပဲဖြစ်ပါတယ်။ဒါဆိုဒီမျိုးစေ့လေးတွေကနေအကိုင်းခတ်တွေဖြာပြီးတော့ညံ့တန်ကြီးထွားလာအောင်ဘယ်လိုလုပ်ဆောင်ရမလဲ။ဒီခလေးလေးတွေလောင်းရင်မမိစေဖို့တနည်းအားဖြင့်စိတ်တန်ရာမရအောင်ပြုစုပြောင်းထောင်ပေးတဲ့အခါမှာဘယ်လိုအရာတွေကိုထည့်သွင်းစဉ်းစားသင့်လဲ။ အားလုံးပဲမင်္ဂလာပါဝီလိုကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဝီလိုဆိုတာဟာ audience တွေအတွက်ကိုအတန်ဇလန်းတွေတင်ဆက်ပေးလျက်ရှိပြီးတော့ဒီတစ်ခါမှာတော့ကဏ္ဍမျိုးစုံကအကြောင်းအရာတွေကို podcast အစီအစဉ်နဲ့ပြောင်းပြီးတော့နားဆင်ခံစားမှုရသသစ်ကိုတဖန်ပြန်လည်ပေးစွမ်းဖို့ရောက်ရှိလာတာပဲဖြစ်ပါတယ်အတန်ဇလန်းတွေကိုလည်းအခါတင်သလိုတင်ဆက်သွားပေးဖို့ရှိတာမို့ ဝီလိုရဲ့ Facebook page နဲ့ YouTube channel ကိုလည်း like and subscribe ပြုလုပ်ပေးဖို့နဲ့စောင့်ကြည့်အားပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ်။ဒီနေ့အကြောင်းအရာနဲ့ပတ်သက်တာတွေကိုအပိုင်း၃ပိုင်းခွဲပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ပြောပြချင်တာကတော့ knowing the nature of child ကလေးလေးတွေရဲ့သဘောသဘာဝကိုသိဖို့ကအဓိကအရေးကြီးပါတယ်။လူမျိုးမျိုးစိတ်ထူထူဆိုတဲ့အတိုင်းပဲ။ လှုပ်ထွေးလာတဲ့လူလောကကြီးရဲ့မှာခြေချတော့မဲ့ခလေးလေးတွေက သူတို့ရဲ့တဘာဝကကွဲပြားကြပါတယ်သူရဲ့ဝါဒနာပညာရဲ့အီမန်းချက်စနားတွေကလည်းမတူကြသလို personality တွေကလည်းကွာခြားကြပါတယ်။ဥပမာပြောရမယ်ဆိုရင်တချို့ကလေးလေးတွေကဒဇင်းတယောက်နဲ့ပြောဆိုရမှာကြောက်ရွံ့သလိုရှက်တတ်သလိုတချို့ကလေးလေးတွေကြပြန်တော့ active ဖြစ်လွန်းတာမျိုးလည်းရှိပါတယ်။ အပေါ်မှာပြောပြခဲ့သလိုလူမျိုးမျိုးစိတ်ထွေထွေဆိုတဲ့အတိုင်းသူတို့လေးတွေလည်းစိတ်ထားလေးတွေကအမျိုးမျိုးဖွံ့ဖွံ့ရှိလာနိုင်တယ်ဆိုတော့ကိုတတိပြုသင်ပါတယ်။ငါရုံးကဆိုဘလို့လိမ်မာတာဘလောက်တော်တာဘလို့လုံနိုင်တာဆိုပြီးတော့ compare မလုပ်သင့်ပါဘူးလို့ပြောရှင်ပါတယ်။ လူမမဲခလေးဘွားဆိုတာဗာစီစက်မှမကြသေးတဲ့ပကြီးစရာပုံမဖွာသေးတဲ့စာရွက်အဖြူလူတရနဲ့တူပါတယ်။ဒါကြောင့်ခလေးလေးတို့ရဲ့သဘောသဘာဝကိုကောင်းကောင်းနားလည်သဘောပေါက်ဖို့နဲ့လေ့လာရမယ့်အရာတွေကိုလည်းလေ့လာဖို့ဖော်ပြလိုက်ရပါတယ်။ဒုတိယအနေနဲ့ပြောပြချင်တာကတော့ parenting ပုံစံတွေပဲဖြစ်ပါတယ်။ parenting ပုံစံမျိုးမျိုးရှိပါတယ်။ဒီထဲမှာမှ authoritarian, authoritative, permissive နဲ့ and involved နဲ့ပတ်သက်တာတွေကိုဆက်ဆက်ပြီးဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်။ Authoritarian parenting ကကြတော့စီကံတင်းကျပ်ပြီးတော့ချစ်ခြင်းမေတ္တာ nurturing မှုလိုမရှိတဲ့ parenting style ပဲဖြစ်ပါတယ်။ authoritative ကကြတော့ချစ်ချင်းမြတ်တာ၊ကျင်နာ nurturing မှုတို့နဲ့စီကံတကြဟန်ချက်ညီနဲ့ parenting လုပ်သွားတဲ့ပုံစံပဲဖြစ်ပါတယ်။တတိယတစ်ခုဖြစ်တဲ့ permissive parenting ကကြတော့ ချစ်ချင်းမေတ္တာတွေကပေးတယ်ဒါပေမဲ့စီကံတကြမဟုတ်ပဲနဲ့အလိုလိုက်တဲ့ဘက်ကိုရောက်သွားတယ်ပြုစုပျိုးထောင်ခြင်းမျိုးဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့တီးခြားစီဖြစ်နေတဲ့ပုံစံလို့ပြောရပါမယ်မိဘအနေနဲ့ကလေးတွေနဲ့ပတ်သက်တဲ့အရာတွေမှာစိတ်ဝင်စားမှုလည်းမရှိသလိုပါဝင်မှုလည်းမရှိပဲနဲ့ချစ်ချင်းမေတ္တာတွေကျင်နာမှုတွေနှွေးထွေးမှုတွေကို အပြန်အလှန်ပေးတာမျိုးလည်းမရှိပါဘူးကိုယ်ကကလေးတစ်ယောက်ကို ပြုစုပျိုးထောင်သူသာဖြစ်ခဲ့ရင် ဘယ်နည်းလမ်းကိုသုံးမလဲဆိုတာကစဉ်းစားစရာပဲဖြစ်ပါတယ်။သူစဉ်းစားပြုချက်တွေနဲ့လေးလာတွေးရှိချက်တွေအရအဲ authoritative parenting ကအကောင်းဆုံးနဲ့အသင့်တော်ဆုံးလို့ပြောပြကြပါတယ်။ဘာလို့ဆိုတောင်နဲ့တယောက်ကြားမှာအပြန်လန်ချိတ်ဆက်မှုရှိသလိုစစ်လွပောင်းလို့မဟုတ်ဘဲနဲ့ချက်ချင်းမြတ်တာတွေကိုမျှဝေပေးရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ခလေးတယောက်ကိုပြုစုပြောထောင်တဲ့အခါ ဘလိုမျိုးပုံစံနဲ့လှုပ်ဆောင်သွားမလဲဆိုတာကတကယ်ကိုအရေးကြီးပါတယ်။ PC တစ်ခုကိုသွားကြည့်ပြီးတော့မကောင်းမှုဆိုပြီးတော့ပြန်ထားပြီးနောက်တစ်ခုပြောင်းသုံးလို့ရတဲ့အရာမဟုတ်ပါဘူး။ဒါကြောင့်အထူး view ပြုသင့်တယ်ဆိုတာကိုထပ်မံဖော်ပြလိုက်ပါတယ်။မိမိတို့အနေနဲ့ဒီပန်းလိုကလေးတွေကိုရှင်သန်ကြီးထွားလာအောင် ဘလိုမျိုးပန့်ပိုးမလဲဆိုတာကိုစဉ်းစားသင့်ပါတယ်။ဒီနေရာမှာပန့်ပိုးတယ်ဆိုတာကငွေကြေးတစ်ခုကိုပဲပြောတာမဟုတ်ဘဲနဲ့တခြားပန့်ပိုးပေးနိုင်တာလည်းအများကြီးရှိပါတယ်။မိမိရဲ့အချိန်ကိုငှဲ့ပေးတာသူတို့ကိုအတိမတ်ပြုပေးတာအားပေးတာချစ်ခြင်းမေတ္တာနှွေထွေးမှုလို့နဲ့ကြိုဆိုပေးတာကလည်းကောင်းမွန်တဲ့ပန့်ပိုးခြင်းတစ်ခုပဲဖြစ်ပါတယ်။အပိုင်းတော့တတိယအနေနဲ့ပြောပြချင်တာကတော့ပြုစုပျိုးထောင်ခြင်းဒီ ံပိုးခြင်းဖရန်တစ်မှာလေကိုရီကလေးလေးတွေရဲ့ပါဝင်ခြင်းကလည်းအရေးကြီးတဲ့အထဲပါတယ်ဆိုတော့ကိုမမေ့သင့်ပါဘူးဘလို့ပဲမိမိတို့အနေနဲ့ကောင်းမွန်တဲ့နီးလန်းတွေနဲ့အကောင်းဆုံးဖရန်တင်လုပ်ပါတယ်ပြောပြောဘီးပါဝင်ခြင်းကအဆင်မပြေတဲ့ဝင်ခြင်းဖြစ်နေခဲ့မယ်ဆိုရင်ရှင်သန်မှုရမှာခက်ခဲပင်ပန်းမှုတွေများစွာဖြစ်နေမှာပဲဖြစ်ပါတယ်ဒါကြောင့် environment အနေနဲ့ ကလေးတို့တွေအတွက်အေးချမ်းပြီးတော့ကုညီများစွာပေးကမ်းနိုင်တဲ့လုံခြုံစိတ်ချောင်းမှုနဲ့အတူဆောက်ရှောက်ပေးနိုင်တဲ့နေရာလေးဖြစ်နေဖို့လဲလိုအပ်ပါတယ်။အပင်တပင်ကဘလောက်ပဲအစာအာဟာရတွေကိုပြည့်စုံစွာရရပဝန်းကျင်ရန်ဒဏ်တွေကို မခံနိုင်တဲ့အခါရှင်သန်လာဖို့အတွက်အင်မတန်ကိုယုံကံအပ်ပါတယ်။ဒါကြောင့်ပဝန်းကျင်ကောင်းတစ်ခုဆိုတာကလည်းမရှိမဖြစ်ကိုလိုအပ်ပါတယ်။ ဒီနေ့ရဲ့ focus လေးရဲ့အဆုံးသတ်နာကို ရောက်လာခဲ့ပါပြီ။ဒီ focus ကိုနားထောင်သူတွေနဲ့သတိပြုမိတာတခုရှိလားလို့မေးကြည့်ချင်ပါရဲ့။ဒါကတော့အခုပြောပြသွားတဲ့အကြောင်းအရာတွေမှာ parenting လို့ဆိုပေမဲ့လည်းမိဘဆိုတာကိုထည့်ပြီးတော့တည်တည်ချာချာမသုံးသွားခြင်းပဲဖြစ်ပါတယ်။ဒါဆိုဘာလို့မသုံးရတာလဲ။ ဟုတ်ပါတယ်ခလေးသူငယ်ကို ပြုစုပြောထောင်မယ်ဆိုလို့ရှိရင် အရင်ဆုံးပြင်းမြင်မိတာကမိဘနဲ့သွေးသားရင်းချာတွေပဲဖြစ်ပါတယ်ဒါကမှားလားဆိုတော့လည်းမမှားပါဘူးမှန်လားဆိုတော့လည်းတဝက်နိဗ္ဗာန်သာမှန်တယ်လို့ပြောချင်ပါတယ်မိဘနဲ့သွေးသားရင်းချာဆွေမျိုးတွေကအဓိကဆိုတော့ညာလေလူတိုင်းလူတိုင်းနဲ့သက်ဆိုင်တယ်လို့ထင်ပါတယ်အထူးသဖြင့်လူငယ်တွေနဲ့လည်းဆိုင်ပါတယ် နောက်တစ်ချိန်မှာဖြစ်လာမယ်ဒီအနာဂတ်လူတွေကို လူငယ်တွေအနေနဲ့ parenting နဲ့ဆိုင်တာတွေကိုလည်းလေ့လာသင်ပါတယ်။မိမိတို့ရဲ့ညီငယ်ညီမငယ်လေးတွေအတွက်တက်လန်းလာမယ့်ခြေလန်းတိုင်းမှာလေကားတက်တပွဲအနစ်နာခံပေးဖို့မိရင်ပမာလမ်းပြပေးဖို့နဲ့ခြုံဆောင်တထဲလိုပဲအခက်ခဲတွေပြဿနာတွေဝန်းနေမှုတွေကြုံလာတိုင်းမှာရန်ချုံကောက်ွယ်ပေးဖို့တောင်းဝန်ရှိရဆိုတာကိုလည်းမမေ့သင့်ပါဘူး။ ဟုတ်ပါပြီ။ဒါဆိုရင်အဆုံးသတ်ဖို့နောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့ကလေးလေးတွေကိုကျင်နာမှုတော်ရှင်မှုလုံခြုံစိတ်ချမှု ပေးစွမ်းနိုင်တဲ့ရည်ဝန်းတစ်ခုဖြစ်လာအောင်ကြိုးစားပါ။ဘယ်အချိန်ပဲနေရဘလို့အချိန်နေမျိုးမှာမှအဆုံးရှုံးမခံ အထီးခိုက်မခံဘဲနဲ့ချစ်ချင်းမေတ္တာ အပြည့်နဲ့အစွမ်းကုန်ပြိုးထောင်ပေးကြပါမိဘကမဟုတ်ဆွေမျိုးသားချင်းပတ်ဝန်းကျင် လူငယ်တိုင်းပါဝင်ကူညီစုပေါင်းပြီးတော့လှုပ်ဆောင်ပေးပါလို့ပြောကြားရင်းနဲ့အဆုံးသတ်လိုက်ရပါတယ်။ဒီ podcast လေးကိုအဆုံးထိနားထောင်ပေးကြတဲ့သူတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်မှပြန်လည်တွေ့ကြမယ်နော်။